ခိုင်နှင်းဝေသူမဟုတ်တဲ့လောက်ရက်တစ်ခုကြောင့်အားလုံးရဲ့ချီးကျူးမှုကိုရရှိသွားတဲ့ဆယ်လီအီတင်ကိုအရင်ကဆိုတော့တတတာပါဝင်ဝေဖန်လေကန်သူတွေနဲ့လူမှုကွန်ရက်ပေါ်အကြီးကျယ်ပွဲကဲတွေဖြစ်ခဲ့မှုတဲ့ဆယ်လီအီတင်ကိုဟာဒလိရဲ့ပေးအတင်ဒုက္ခတီတွေကိုကူညီရမှာတော့ယခုလိုလောက်ရက်တစ်ခုကြောင့်ဗလာဟီဒမီကင်ကြီးခိုင်နှင်းဝေထက်ပြီးလူတို့ရဲ့အတိအမှတ်ပြုခြင်းကိုခံနေရပါဗျာ မလနစေရှိရဲ့နဲ့မန္တလေးငလျင်ဘေးတင်ပြည်သူတွေကိုခိုင်နေဝေကစူပေါင်းလူရှင်များရဲ့မွေနဲ့ဒိန်ပေါင်းခုနှစ်တောင်းကျော်လူတန်းနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပေမဲ့လက်တွေ့မှာမြေပြင်ဒုက္ခရောက်သူတွေထံငွေတွေမရောက်ကြဘူးဆိုကပြင်ကြားနေရတာပါ။နေခန့်အုပ်ချုပ်ရေးမှုတွေလက်ထဲငွေများပြီးဆွလွယ်ခါလူတန်းခဲ့တဲ့ပုံစံကြောင့်ဝေဖန်ခံခဲ့ရတယ်လို့သိရပါတယ်။ဒို့ပေမဲ့လက်ရှိလူတို့ချီးကျူးမှုကိုအပြည့်အဝရှိနေတဲ့ဆယ်လီအေတင်ကိုကတော့ခိုင်နေမြွေလို့မဟုတ်ပဲအမှန်တကယ်ဒုက္ခရောက်နေသူတွေကိုတိတိကျကျထိထိရောက်ရောက်လူတန်းပေးခဲ့တာဖြစ်ပါတယ်။ ဆယ်လီအေတင်ကိုကဆောက်လုပ်ရေးနဲ့အိမ်ချမ်းမြေကျိုးဆောင်လုပ်နေတဲ့သူဒေးမကြီးဖြစ်တာကြောင့်သူမဟာငလျင်ဘေးတင်ဒေတာတွေကိုသွားပြီးငလျင်တန်ကြောင်ပြိုပြစ်သွားခဲ့ရတဲ့အိမ်ရှင်တွေကိုတန်ဖိုးတင်အိမ်များဆောက်လုပ်လူတန်းခဲ့တာဖြစ်ပါတယ်။အေတင်ကိုကသူမရဲ့ဆောက်လုပ်ရေးလုပ်ငန်းပိုင်းကမိတ်ဆွေတွေနဲ့ပေါင်းပြီးချိုချရမယ့်တိုက်တွေကိုလည်းနေချင်းခမဲ့ချိုချရှင်းလင်းပေးခဲ့တယ်လို့ပရိသတ်တို့ရဲ့ခုမြင်နေရတဲ့65သိန်းတဲ့အိမ်တွေကိုလည်းအိုအိမ်ဆုံးရှုံးသွားတဲ့မိသားစုတွေကိုလူပေးခဲ့ပါတယ်။ အေဒင်ကိုကဆလက်ခင်းတစ်သားတိုင်းတောင်တစ်သားပေါင်းဝါကရိုက်ကထားပြီးတက်ရက်လုံးနဲ့ခန်းဖွဲ့စည်းပုံပါတဲ့အိမ်လေးတွေကိုလူတန်းခဲ့တာပါ။အေဒင်ကိုကခိုင်နေဝေတို့ပြည်တွင်းပြည်ပနောက်ခံလူရှင်အားနဲ့တိမ်ပေါင်းခုနှစ်တောင်းကျော်မလူနိုင်ခဲ့ပေမဲ့လက်ရှိချိန်ထိပေါ်ပြပါ65သိန်းတန်တန်ပိုးတင့်အိမ်ယာစုစုပေါင်းအနည်းဆုံးငလျင်ပေးတိမိသားစု60စာအတွက်စောက်လုံးလူတန်းပေးဖို့ရှိနေကြောင်းသိရပါဗါဒါကြောင့်ပဲပရိသတ်တွေကဆယ်လီအီတင်ကိုကိုအရင်ကလူမှုကွန်ရက်ပေါ်မှာပွဲခဲ့ဖြစ်လွန်ပြီး နှုတ်ကျန်းတဲ့အမျိုးသမီးတို့အူအဖြစ်ထင်ခဲ့ပေမဲ့ငလျင်ဘေးတင်ပြည်သူတွေကိုခိုင်နှစ်ဝေထက်ပင်ယခုလိုထိထိရောက်ရောက်လူတန်းလာတာကိုတွေ့ရလို့အတော်အပင်ဝိုင်းဝန်းချီးကျူးနေကြပါပြီ။